အားလုံးပဲမင်္ဂလာပါရှင် Storyway Me Channel လေးကနေကြိုဆိုပါရစေဒီနေ့ပြောပြပေးမှာကတော့တနာစီယာမင်္ဂလေးရဲ့ပလာတာဟင်းဆိုင်ဆိုတဲ့ပုံရှင်လေးပဲဖြစ်ပါရရှင် Grandma ရဲ့အမျိုးသားဖြစ်သူကတော့ကိုင်းလွန်သွားတာတော်တော်လေးကိုကြာမြင်နေခဲ့ပါပြီအဲ့ဒီချိန်ကစပြီး Grandma ကတခြားသူတွေရဲ့အိမ်ထဲမှာအလုပ်လိုက်လုပ်နေရင်းနဲ့ပဲသူ့ရဲ့သမီးလေးကိုကျွေးမွေးပြုစုစောင့်ရှောက်ပညာသင်ပေးနေခဲ့ပါတယ် ဆန္ဒတန်းအောင်မြင်သွားခဲ့တဲ့အချိန်မှာတော့တမီးဖြစ်သူကလည်းသူ့ရဲ့မိခင်ကိုပြန်လည်ကူညီဖို့အတွက်တွေးနေခဲ့ပါတယ်။ဒါကြောင့်သူကလည်းကုမ္ပဏီတစ်ခုမှာအင်တာဗျူးဝင်ဖြေခဲ့ပါတယ်။သူကလည်းအင်တာဗျူးဝင်ဖြေခဲ့တဲ့ကုမ္ပဏီမှာအလုပ်ရရှိသွားခဲ့ပြီးတော့အလုပ်ဝင်နေခဲ့ပြီးဒါကြောင့်အခုဆိုရင်တော့အသက်အရွယ်ကြီးနေပြီဖြစ်တဲ့မိခင်ဖြစ်သူကိုသူမကအလုပ်သွားခွင့်မပြုတော့ပါဘူး။သူကိုယ်တိုင်ပဲအလုပ်သွားပြီးမိဘကိုရှာဖွေတွေးမိပြီးသူစောင့်ရှောက်ပေးနေခဲ့ပါတယ်။ဒီလိုနဲ့ပဲရန်နေငယ်ကုံဆုံးသွားခဲ့ပါတယ်။တရက်မှာတော့ အမေရေအမေထမင်းညာစင်နေဖြစ်ပြီလားအမေရေတမီးသွားရတော့မယ်ထမင်းညာရပြီဆိုရင်လည်းပေးလိုက်ကြနော်အေးပါတမီးရေဒီမှာဒီမှာရပြီနော်ထမင်းညာထည့်ပေးပြီးသွားပြီရော့ဒီမှာအလုတ်သွားလို့ရပြီဒါနဲ့အမေထမင်းညာနေမှာဘာဟင်းနေများထည့်ပေးထားတာလဲအမလေးနေမကြိုက်တဲ့ဟင်းကိုမထည့်ပေးပါဘူးဟင်းနေဟင်းရွက်ကြော်ပြီးတော့ထည့်ပေးမယ်ဆိုရင်လည်းလောက်ပြအောင်မယ်မစားကျင်ဘူးဆိုပြီးတော့အမေဟင်းကိုစစ်စစ်ထည့်ပြီးတော့ထည့်ပေးထားပါတယ်စားလိုက်နော်ကြီးများမနေနဲ့ကြားလား ဟုတ်ကဲ့ပါမေရဲ့ကောင်းပါပြီအမေကတလောက်တော်မှအလုရှုပ်ခံပြီးသမီးအတွက်ချက်ပြုတ်ပြင်ဆင်ပေးထားတာပဲလေသမီးကဘာဖြစ်လို့ညင်းရတော့မှလဲအမေလှုပ်ထေးထားတာပဲစားရမှာပေါ့သမီးကအဲ့လောက်လဲရုံမာတဲ့သမီးတယောက်မဟုတ်ပါဘူးအေးပါအေးပါငါသိပါတယ်နင်ကဘလောက်တော်မှလိမ်ပါပြီးဘလောက်တော်ဆိုလဲဆိုတာငါအသိဆုံးပဲဒါဆိုရင်ခဏလေးသမီးလေးအချိန်နည်းနည်းရှိသေးတယ်ဆိုရင်တော့နောက်ထပ်ခဏလေးစောင်းလိုက်အမေအခုချက်ချင်းသမီးအတွက်မနက်စာပြည့်စင်ပြီးယူလာခဲ့ပြီမယ်မနက်စာပါတခါလေးစားပြီးတော့သွားပါဦး ကောင်းပါပြီရမေရဲ့ဒါဆိုရင်သမီးတို့ပလာတာနဲ့ဟင်အမြန်ဆုံးထည့်ပေးလိုက်လေအလုံးမတော်ခင်တခါတည်းစားသွားလိုက်မယ်ဖိုက်လေဘွားတော်တော့ပေါ့အလုံးကိုလည်းအေးအေးဆေးဆေးသွားလို့ရတယ်အမေအမေကဒီဟင်းတွေကိုချက်ပြီးတော့သမီးတို့ထမင်းညိုက်ထည့်ပေးနေတာမဟုတ်ဘူးလားအခုသမီးစားကြည့်လိုက်တော့ဒီဟင်းတွေကအရသာလည်းမရှိဘူးမဆလာကလည်းနေလိုက်တာစားကလည်းမပတလောက်ပဲဘလို့စားရမှာလဲအမေရဲ့ ငါကတော့ငါရဲ့သမီးလေးကိုထမင်းကြိုက်ထည့်ပေးရမယ်သူယုံသွားရအောင်မယ်ဆိုပြီးမနေ့အစောကြီးထားပြီးထမင်းဟင်းတွေချက်ပြုတ်လိုက်ရတာနေကတော့လေငါလုပ်တဲ့အလုပ်တိုင်းကိုမကောင်းမဲလိုက်ပြောနေတယ်သိလားအမေကလည်းအမေဟင်းကောင်းကောင်းမချက်တက်ဘူးဆိုတာတခါတည်းဝန်ခံလိုက်ပါတော့လားဟုတ်ပါပြီဟုတ်ပါပြီနေလုပ်တဲ့ဟင်းတွေကအကောင်းဆုံးပဲငါရဲ့သမီးလေးကငါထက်ပိုပြီးတော့ဟင်းချက်တော်တယ်ဆိုတာငါလည်းသိပါတယ်ငါကဒီဟင်းတွေကိုတိတ်ပြီးတော့မချက်တက်ဘူးလေ ဒါတော့မှနေအတွက်အပင်ပန်းခံပြီးတော့တတိချာချာချက်ပြုတ်ပြင်ဆင်ပေးထားသေးတာပဲမဟုတ်ဘူးလားနေဟင်းချက်ကောင်းလဲဆိုတာနဲ့ပဲငါတို့ဟင်းချက်မကောင်းတာကိုလှိုက်ပြီးအပြစ်တင်မနေနဲ့သူများတွေကိုပဲအမြဲအပြစ်တင်ဖို့စဉ်းစားနေရတယ်ရပါတယ်မင်းရဲ့ကိစ္စမရှိပါဘူးအခုသမီးလောက်ကိုသွားဖို့အတွက်အချိန်ကလည်းနည်းနည်းလိုသေးတယ်အစိုးကြီးရှိသေးတာဆိုတော့ဒီဟင်းနေကိုပြင်လိုက်မယ်ပြင်ပြီးသွားတော့မှပဲတခါလေးသွားလိုက်တော့မယ်မဟုတ်ရင်တော့နေ့လေစားသမီးစားချိန်ကြရင်သမီးစားရတာအဆင်ပြေမှာမဟုတ်ဘူးလေ ကျောင်းမှာကျတော့ဟင်းကိုလည်းပြန်ပြီးတော့ပြင်လို့မရဘူး။ဒါကြောင့်သူမကအလုံးမသွားခင်မှာပဲမျက်နှာစာစားပြီးတော့တဲ့အခါမီးပုံခန်းထဲဝင်ပြီးသူ့ရဲ့အမေချက်ပြုတ်ပြင်ဆင်ပေးထားတဲ့ဟင်းလေးကိုပြန်ပြီးတော့ပြင်လိုက်ပါတယ်။သူမမဆလာတွေထောင်းထည့်ပြီးအစားလည်းနှင်းငယ်ပြန်ထည့်ခဲ့ပါတယ်။မလိုင်းလေးကိုရောထည့်ပြီးနောက်နနံပင်ထပ်အုပ်လိုက်တဲ့အခါမှာတော့ဟင်ကအယံကိုမွေးပြန်သွားခဲ့ပါတယ်။သူကဟင်းလေးကိုတည်တည်ချာချာချက်ပြုတ်ပြီးတဲ့နောက်မှာတော့ထမင်းကြိုင်နဲ့ထည့်ပြီးရုံးကိုယူသွားလိုက်တာပေါ့ ယုံမာဗီနိုဆိုတဲ့ကောင်လေးကသူနဲ့တူတူထမင်းစားပြီးနောက်မှာတော့သူမရဲ့ဟင်းတွေကိုမီးဆန့်ကြည့်ပြီးတော့ပြောလိုက်ပါတယ်။ကောင်းလိုက်ကြနင်းချက်လာတဲ့ဟင်းတွေကတကယ်ရန်ရတာရှိဒီလောက်တော့အရသာရှိပြီးကောင်းတဲ့ဟင်းမျိုးငါဘယ်တော့မှမစားခဲ့ဘူးဘူးသိလား။ငါကတော့နင်းရဲ့ဟင်းတွေကိုစားနေရင်းစားနေရင်းနဲ့ဘိုက်တော်မှမဝဘူး။ပြီးတော့အကုန်လုံးကိုလည်းငါတယောက်တည်းပဲစားမိသွားပြီ။ရှားပါရဲ့ကိစ္စမရှိပါဘူးဗီနိုရဲ့နောက်နေကြရင်လည်းကျမရှင်အတွက်အရန်ကိုအရသာရှိတဲ့ဟင်းတွေထပ်ပြီးချက်ပြီးယူလာခဲ့ပါမယ်။ ဒီလိုနဲ့ပါခီကလည်းသူနဲ့ပဲအတူတူတယုံထဲမှာလုံလုံနေတဲ့ Vino ဆိုတဲ့ကောင်းလေးနဲ့ချစ်ကြိုက်နေခဲ့ပါတယ်။ Vino ကပါခီကိုရုံးကနေအဖို့အကျိုးအမြင်နဲ့လှုပ်ပေးပါတယ်။တခါတလေကြာရင်တော့နှစ်ယောက်စလုံးကရုံးမသွားဘဲနဲ့အပြင်ကိုလျှောက်သွားနေလေရှိပါတယ်။ပြီးရင်တော့တရက်လုံးလျှောက်လေကြပါသေးတယ်။ပါခီရေမနှက်ပြန်ကြရင်ငါရဲ့မွေးနေ့ဆိုတာသိတယ်မလား။အဲဒါကြောင့်မနှက်ပြန်ညနေခင်းတစ်ခုလုံးကိုတော့မင်းငါနဲ့တူတူပဲကုံဆုံးရမယ်နော်။ဟုတ်ပြီလား။ ဖီနော့ကလည်းဒါဘလိုစကားတွေပြောနေရလဲကျမရဲ့အမေကိုကျမဘလိုပြောပြီးထွက်လာရမှာလဲဒါရီကိုတော့ငါလည်းမသိဘူးလေဒါကမင်းစူးစမ်းရမယ့်အပိုင်းပဲမင်းကြိုက်တဲ့အကြောင်းပြချက်တခုမဆိုပေးပြီးတော့ငါနဲ့တူလိုက်လာခဲ့ရမယ်မနှက်ဖြန်ကြရင်ငါရဲ့မွေးနေ့ဆိုတော့ငါရဲ့မွေးနေ့ကိုအထူးကြောဆုံးနဲ့အကောင်းမွန်ဆုံးဖြစ်အောင်ပဲဆင်နွှဲခြင်းနဲ့ဒီလိုနဲ့ပါခီကလည်းနောက်နေ့ရောက်သွားတဲ့အခါမှာတော့သူ့ရဲ့အမေကိုအကြောင်းပြချက်တွေပေးပြီးတော့ပြောလိုက်ပါတယ် သူကအရန်ကိုအရေးကြီးတဲ့အစည်းအဝေးတစ်ခုရုံးမှရှိတဲ့အတွက်အစည်းအဝေးတက်ပြီးနောက်နေ့မှအင်ကိုပြန်လာမယ်ဆိုပြီးတော့ပါမိခင်ဖြစ်သူကလည်းသူ့သမီးဖြစ်သူရဲ့စကားကိုယုံကြည်သွားခဲ့ပါတယ်အမှန်တကယ်မှာတော့ပါခီးကဖီနိုနဲ့တူတူဟိုတယ်တစ်လုံးကိုသွားပြီးတော့မွေးနေ့ပွဲကိုဆင်နွှဲနေခဲ့ကြတာပါဒီလိုနဲ့ရန်အနေငယ်ကြမြင်သွားတဲ့အခါမှာတော့ပါခီးတယောက်မနဲ့ဆော်ဆော်ထအန်နေခဲ့ပါတယ်ဒီကိစ္စတွေအလုံးဖြစ်ပြသွားတဲ့အကြောင်းတွေကိုတော့ပါခီးကလည်းဗီနစ်ကိုပြောပြလိုက်ပါတယ်ဘာပြောတယ်ပါခီး ဒီကိစ္စတွေကိုမင်းဘာဖြစ်လို့ပထမတွေကငါ့ကိုမပြောပြခဲ့ရတာလဲအခုဘယ်လိုလုပ်ကြမလဲဘာမှမဖြစ်ခင်မှာပဲငါတို့အမြင်ဆုံးဆရာမစီသွားကြတာပေါ့လားဒီလိုနဲ့သူတို့နှစ်ယောက်စလုံးကလည်းဆရာဝန်စီကိုသွားတဲ့အချိန်မှာတိလိုက်ရတာကပါကီးကဝင်ဆောင်နာခဲ့ရပါပြီဒုက္ခပါပဲအခုဘယ်လိုလုပ်ကြမလဲကျမအမေကိုရောကျမဘယ်လိုပြောပြရမှာလဲအမေကတော့ကျမကိုတတ်တော့မှာပဲဘသူကမှဘာမှပြောပြနေကြအကြောင်းမရှိဘူးဘာမှပြောပြမနေနဲ့မင်းအခုချက်ချင်းပဲဒီကလေးကိုဖျက်ချလိုက်တော့ နေပါအောင်ရှင်တာဘလိုစကားတွေပြောနေရလဲကျမမလုပ်ချင်ပါဘူးဒါပေမဲ့ဖီနိုကတော့ပါကီးပြောတဲ့စကားတခုကိုမှနားမထောင်ခဲ့ပါဘူးသူကတော့သူ့ရဲ့စကားကိုပဲထမှန်နားထောင်စေခဲ့ပြီးပါကီးကိုကိုဝင်ဖျက်ချခိုင်းခဲ့ပါတယ်ဒီနောက်မှာတော့ပါကီးကလည်းရုံးကနေခွင့်တစ်ပတ်လောက်ယူပြီးတဲ့နောက်အိမ်မှာပဲအေးအေးဆေးဆေးအနားယူနေခဲ့ရပါတယ်ဘာဖြစ်တာလဲတမီလေးရဲ့အဆင်ပြေရဲ့လားနင်းကိုကြည့်ရတာနင်းမကောင်းတဲ့ပုံစံပဲနင်းမကောင်းမှုဆိုရင်လည်းအမေတို့စည်းကမ်းလေးပါလေးတွားကြမယ်နော် ဟုတ်တယ်မေရဲ့နေမကောင်းလို့ပေါ့နေမကောင်းလို့ပဲတမင်းယုံကနေခွင်းတစ်ပတ်တောင်ယူပြီးအိမ်မှာနားမယ်လို့ဆုံးဖြတ်ထားတာအခုအဲ့ဒါကြောင့်အနားယူနေတာပါအဲ့ဒါကြောင့်အခုရန်နှဲငယ်ကြတဲ့အထိအမေနဲ့ပဲအိမ်မှာတူတူအချိန်ဖြုံးမယ်လို့စဉ်းစားထားတယ်ဒီလိုနဲ့ပဲနောက်ထပ်ရန်နှဲငယ်လောက်ကကုန်ဆုံးသွားခဲ့ပါတယ်ပါခီးကတော့ဗီနိုကိုအချိန်ချင်းဖုန်းခေါ်နေခဲ့ပေမဲ့ဗီနိုကတော့သူ့ရဲ့ဖုန်းကိုလုံးဝမကင်တော့ပါဘူးအချိန်တစ်ပတ်ကြာမြင့်သွားပြီးတဲ့နောက်မှာတော့ပါခီးကလည်းရုံးတာတက်ခဲ့ပေမဲ့သူမသိလိုက်ရတာက တမအလုပ်ထုတ်ခံရပါပြီ။ဘာပြောတယ်။ကျမကိုကုမ္ပဏီကနေအလုပ်ထုတ်လိုက်တယ်။ဘယ်လိုအကြောင်းပြချက်နဲ့လုပ်ထုတ်လိုက်တာလဲ။ကျမဘာလို့လို့လဲ။ငါတို့ရဲ့ကုမ္ပဏီမှာလူလျှော့တဲ့ဖြစ်စဉ်အခုလုံနေရလေ။တိတ်ပြီးတော့အရေးချင်းမရှိတဲ့သူတွေနဲ့အလုပ်ကိုစူးစမ်းပြီးမလုပ်တဲ့သူတွေအကုန်လုံးကိုဖယ်ရှားဖြစ်နေတာ။အဲ့ဒီထဲမှာနင်းပါသွားတာပဲ။ကျွန်တော်တို့ရဲ့စီနီယာအကိုဗီနုကိုတိုင်းကလည်းခမည်းကိုနမတ်တနေရာမှာအလုပ်ထုတ်ဖို့အတွက်ကျွန်တော်တို့ကိုလှုပ်ခိုင်းခဲ့တာပါအဲ့ဒါကြောင့်ပဲကျွန်တော်တို့ခမည်းကိုအလုပ်ထုတ်ခဲ့တာ ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ပါခီးကလည်းအတော်လေးကိုလန့်ပြန်သွားခဲ့ပါတယ်။သူကတော့ Vino နဲ့တစ်ခေါက်လောက်တွေ့ကျင်နေဆိုပြီးဖွင့်တောင်းခဲ့ပေမယ့် Vino ကတော့သူ့ကိုလုံးဝအထိတ်မခံတဲ့အပြင်လုံခြုံရေးခေါ်ပြီးတော့သူ့ကိုကုမ္ပဏီအပြင်ကိုမောင်းထုတ်ပစ်ခဲ့ပါတယ်။ပါခီးကလည်းငုံနေရင်းနဲ့ပဲအင်ကိုပြန်လာခဲ့လိုက်ပါတယ်။ပြီးတာနဲ့သူ့ရဲ့မိကိုလည်းအလောက်ကနေထုတ်ချင်းခံလိုက်ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြခဲ့တာပေါ့။ဘာပြောရလဲ။ငါရဲ့သမီးလေးကိုအလောက်ကနေဘာအကြောင်းပြချက်မှမရှိဘဲထုတ်ပစ်လိုက်တယ်။ သူတို့ကဘာလို့ဒီလိုလုပ်ရတာလဲသမီးလေးမငုံနဲ့ငါသမီးလေးကအရန်တော်ပြီးတတိရှိရဲ့ကလေးမဟုတ်လားဘာဖြစ်လို့ငုံနေရတာလဲနေရဘွားမှာကျင်းနေပါအရန်ကောင်းမွန်တဲ့အလုပ်ကိစ္စတွေလုပ်နိုင်လိမ့်မယ်လို့အမေကတော့ယုံကြည်တယ်ဘာမှအားငယ်မနေနဲ့အလုပ်ပြုတ်သွားတဲ့အပြင်ရီးစားကလည်းတက်စာဖောက်သွားခဲ့ပါသေးတယ်ဒီလိုခြေနေတွေကိုရင်ဆိုင်ကြောက်ဖြစ်နေရတဲ့ပါကီကတော့အတော်လေးကိုစိတ်ပြေဝမ်းနေနေခဲ့ပါပြီသူမကတတိကြကြသဘောပေါက်နားလည်နေခဲ့ပါတယ်ဒါတွေအကုန်လုံးကိုဗီနိုကသမီးသက်သက်လုပ်ခဲ့တာပါ ဒီလိုနဲ့ပဲနောက်ထပ်အချိန်နဲ့ငင်းလောက်ကကုံဆုံးသွားခဲ့ပါတယ်။အမေကျမတို့ဒီပုံစံတိုင်းနေလို့တော့မဖြစ်တော့ဘူး။တခုမဟုတ်တခုလုံးမဖြစ်မယ်မဟုတ်လား။အလောက်တဲ့တခုလည်းတောရှာမှဖြစ်လိမ့်မယ်။မဟုတ်ဘူးသမီးလေးရဲ့အခုချိန်ကစားပြီးတော့ငါရဲ့သမီးလေးအပြင်ထွက်ပြီးလှလို့ဆရာဘာအကြောင်းမှမရှိတော့ဘူး။အဲ့ဒီကုမ္ပဏီတွေမှာသွားပြီးအလောက်လုံးမနေနဲ့တော့။ငါရဲ့သမီးအမားတတိလေးတခုလုံးမိတာတော့မှသူတို့ကနှင်းကိုဘယ်လိုမျိုးအလောက်ကနေထုတ်ပယ်ပြလိုက်လဲဆိုတာတွေ့ရမှာမဟုတ်လား။မသိရင်ငါတို့ကအမိုက်တွေလား။ ကဲတမီလေးရေကိုဟါကိုပဲအလုပ်တစ်ခုကိုစတင်နိုင်အောင်လို့ကြိုးစားစမ်းပါပါကီကလည်းသူ့အမေပြောတဲ့စကားကိုသဘောကျနှစ်သက်သွားခဲ့ပါတယ်ဒါကဖြစ်နိုင်တယ်လို့လည်းသူမယုံကြည်နေခဲ့ပါတယ်ဒါကြောင့်အဲ့ဒီနေ့ညမှာသူမအိတ်လို့မပြောဘဲနဲ့တညလုံးတစ်ခုခုလုပ်ဖို့အတွက်စဉ်းစားနေခဲ့တာပေါ့နောက်နေ့မနက်မိုးလင်းသွားတဲ့အခါမှာတော့သူမအိမ်မှာရှိနေတဲ့ပစံအနေငယ်ကိုယူပြီးနောက်သူမချက်ပြုတ်နေကြဟင်းတွေကိုချက်ပြုတ်မယ်ဆိုပြီးဈေးတွေကလည်းကုန်ညာပစ္စည်းတွေအများကြီးဝယ်လာခဲ့ပါတယ် အဲ့ဒါနဲ့တူတူသူမလှဲလေးတစ်စီးကိုလည်းဝဲလာပါတယ်။နောက်နေ့ရောက်သွားတဲ့အခါမှာတော့သူမကဈေးထဲမှာလှဲလေးနဲ့ပလာတာနဲ့ဟင်းကိုချောင်းနေခဲ့ပါတယ်။ပထမတော့သူ့ရဆိုင်ကိုလာစားတဲ့ဝဲသူတွေကတော်တော်လေးကိုနေပါတယ်။ဒီနေရာမှာဆိုင်ဖွင့်လာကြလာတဲ့အခါမှာတော့သူ့ရဆိုင်လေးကိုလူသိများလာပြီးဝဲသူတွေများကြီးကလည်းသူမဆိုင်မှာလာပြီးဝဲယူစားတော့ခဲ့ကြပါတယ်။ကောင်းလိုက်တာဟင်းကတကယ်ရသွားရှိရပဲ။ပလာတာကလည်းနူးညံ့နေရပဲ။နှစ်ခုတွေပြီးစားလိုက်တော့တော်တော်လေးရသွားထိမိသွားတယ်။ ဟုတ်ကဲ့မုံတပွဲဘလောက်လဲမသိဘူးအမတပွဲကို90ပါပလာတာနှစ်ချက်နဲ့ဟင်းတပွဲရောက်မယ်နော်တပြေးပြေးနဲ့ပါခီးရဲ့ဆိုင်လေးကအတော်လေးကိုအစဉ်ပြေချုံမိလိုက်ခဲ့ပါတယ်အခုဆိုရင်တော့သူမအရင်နှောင်းကထပ်ပတ်စံလေးများကြီးရှာနိုင်သွားခဲ့ပါပြီသူမကုမ္ပဏီမှာအလုပ်ဝင်နှောင်းကထပ်လစာကလည်း၃ဆလောက်ပုံမရရှိနေခဲ့ပါပြီအခုဆိုရင်တော့သူမတို့မိသားစုကလည်းစင်စင်ရည်ရည်နေကြအကြောင်းမရှိတော့ပါဘူး လာနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့သူမကကိုပိုင်ဆိုင်လေးဆိုင်ကိုဖွင့်လှစ်နိုင်သွားခဲ့ပါတယ်။ဆိုင်မှာပဲသူမအေးအေးဆေးဆေးပလာတာနဲ့ဟင်းညီကိုရောင်းချနေခဲ့ပါပြီ။ဒီလိုနဲ့ပဲအချိန်တွေကလည်းတဖြည်းဖြည်းကုန်ဆုံးနေခဲ့ရင်တရက်မှာတော့သူမသတင်းစာထိုင်ဖက်ရင်းနဲ့တွေ့လိုက်ရတာကသူမအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကတော့လူလိန်ကုမ္ပဏီဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေတဲ့တထေးနဲ့တထေးရဲ့လူယုံတွေအကုန်လုံးကလည်းဖန်စီသင်းသင်းကြီးခံနေရပါတယ် အရေးတွေမှာသူရဲ့ရည်စားဟောင်းဘီနုလဲပါဝင်နေကြတာပေါ့ဒီတဲ့င်းကိုကြားခဲ့ရတဲ့အချိန်မှာတော့အဲဒီနေကပါခီတော်တော်လေးကိုစိတ်အေးချမ်းသာမှုရရှိသွားခဲ့ပါတယ်။သူမစိတ်ထဲမှာမတည်မကြဖြစ်နေခဲ့တဲ့အရာတခုကလုံးဝကိုပျောက်ကွင်းသားတယ်လို့မျိုးခံစားလိုက်ရပါတော့တဲ့ကွယ်။ဒီနေ့ပြောပြပေးမှာကတော့တနာစရာချင်းမလေးနဲ့တစ်သားရေခဲတစ်သားဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဘလို့ဖြစ်တာလဲဗရှာရဲ့ခွက်ထဲမှာဂျုံနေထားပြီးသားတွေမလား ဒါတွေကိုဘာဖြစ်လို့သွားပြီးပြစ်နေရတာလဲဘယ်လိုလုပ်ရမလဲမင်းရဲ့မင်းညတော့ငါကျမရူတီလုပ်မယ်ဆိုပြီးတော့ခြုံနေနေထားတာလေထားတော့မှရူတီတစ်ချက်စာခြုံကပို့သွားတယ်မနဲ့မော်လင်အိယာကနူရနဲ့ကြည့်လိုက်တော့ခြုံနေကမကောင်းတော့ဘူးအိမ်မှာရေကန်တက်တာမရှိဘူးဆိုရင်တော့ပစ္စည်းတွေအလုံးခုလိုမျိုးဆက်ပြီးတော့ဖြစ်နေအောင်ပါပဲကျမကတော့ပြောနေရင်းနဲ့တော်တော်လေးကိုမောနေပြီးအမေရဲ့အိမ်တော့ရေကန်တက်တာလေးတစ်လုံးလောက်ဝယ်ပါဆိုနေမှဒီအိမ်မှာတော့ကျမပြောတဲ့စကားကိုဘယ်သူမှနားလည်းမထောင်ကြဘူးလေ မမေသမီးနဲ့ရေအေးအေးလေးတောက်ချင်တယ်အပြင်ကရေဝဲကရေကတော်တော်လေးပူတယ်ဟုတ်တယ်အမေရဲ့အခုအပြင်ကရေကိုလုံးဝမတောက်နိုင်တော့ဘူးရေတွေကပူလောင်နေတာပဲတားကတော့ရေခဲအများကြီးထည့်ထားတဲ့နိုအေးလေးတစ်ခွက်လောက်တောက်ချင်လိုက်တာဒါနဲ့အမေအားလုံးရဲ့အိမ်ဒီမှာရေခဲတက်တာလေးရှိကြတယ်တားတို့ရဲ့အိမ်မှာရောရေခဲတက်တာကဘယ်တော့မှရောက်လာမှာလဲကြားလားခလေးတွေပြောတဲ့စကားကိုရှင်နာရောက်ထောင်နေရဲ့လားဒီမှာထိုင်ပြီးတော့ချိန်မဲရိုက်နေမှာလား ဒါမှမဟုတ်တခုခုထပြီးတော့လုံမလား။အော်မင်းရလဲကွာငါကဒီမှာထိုင်ပြီးချင်ရနေတာမှမဟုတ်တာ။ဒီလအတုံးစီတွေဘလောက်တော့မှကုန်သွားပြီလဲဆိုတာစစ်ဆေးနေတာလေ။ငါအတုံးစီတွေအကုန်လုံးသုံးပြီးတော့ဒီမှာငွေ600လေးပဲပိုတယ်။ကဲပြောပါဒီကြံလေးငွေ600နဲ့ငါအိမ်အတွက်ဘာတွေများယူဆောင်လာပေးခဲ့ရမလဲ။ကဲထားလိုက်ပါတော့ရှင်းရောပြောဖို့မပြောချင်တော့ဘူး။ဒီတစ်ခေါက်လေနေရာဒီပူပင်းနေတဲ့အချိန်မှာကျမတို့ရေကတိတမရှိဘဲနဲ့နေရအောင်မနေတူပါရဲ့။ ချိန်မလေးဖက်ရှာရင်အမဆူမေတို့ကအင်ကိုလာလေတဲ့သူ့အတွက်ဖြော်ရင်အေးလေးတစ်ခွက်ဖြော်လာခဲ့ပြီနော်ဒီအန်ဒီဆူမေတို့ကလည်းလေနှစ်ရံငါတို့ကြီးကိုပဲလာလေနေတယ်တမင်းလေးရေတော်တော်အတော်အာရှာရဲ့အင်ကိုသွားပြီးတော့ရေခဲနဲ့နဲ့တောတောင်းလာခဲ့ပင်ကြီးကလည်းသူ့အမေပြောတဲ့စကားကိုနားထောင်ပြီးတော့အင်းနာချင်းအင်ကနဲ့ရေခဲသွားတောင်းနေခဲ့ပါတယ်ခဏနေတော့ပင်ကြီးကလည်းရေခဲယူပြီးတော့ပြန်လာခဲ့ပါတယ်သူ့ရဲ့အမေကိုလည်းပြောလိုက်တာပေါ့မမေး အန်တီကတခါတည်းညင်းလိုက်တယ်သူခဏခဏရေခဲမပေးနိုင်တော့ဘူးတဲ့သူပြောနေတာကတော့သူတို့လည်းရေခဲလိုအပ်တယ်ခဏခဏသမီးတို့ကိုမပေးနိုင်ဘူးတဲ့နောက်ဆိုရင်တော့သမီးကိုအဲ့ဒီအိမ်မှာရေခဲသွားမယူခိုင်းနေတော့နော်သမီးလည်းသူတို့အိမ်သွားပြီးခဏခဏရေခဲတောင်းနေရတာသဘောမချပါဘူးဘယ်ချိန်မှကြည်ကြည်ဒီစကားတွေကြီးပဲသူတို့စီကနေပြီးတော့ကြားနေရတယ်နေရဖေကတော့ငါဘာပြောပြောနားကိုမထောင်ဘူးပြီးတော့အမေအမေရဲ့ဆွေမျိုးတွေအကုန်လုံးကလည်းအိမ်မှာပဲလာပြီးခဏခဏထိုင်ရင်ကြတယ် လက်ဖက်ရည်ဖြောပေါင်းအေးလေးရေခဲနဲ့ဖြောပေါင်းဒါပဲတောင်းနေရဲ့သူတို့ကဒါလင်းအောင်မသိကြဘူးရေခဲကိုအပြင်ကနေငါတို့ကသွားတောင်းနေရတာမျက်နှာအောက်ကြခံပြီးတော့သူတို့တွေကတော့အိမ်မှာအေးအေးဆေးဆေးထိုင်ပြီးအမိန်မဲပေးနေကြတယ်တမီးလေးရေတမီးကိုယ်တိုင်မသွားချင်ဘူးလို့ပြောစရာမလိုပါဘူးအမေကိုယ်တိုင်တမီးကိုအင်းကြီးများချင်းစီလုံးဝမသွားခိုင်းတော့ဘူးဘာမှလည်းမတောင်းပြီးတော့ကြားလာတမီးငါတို့စီမှာလဲတိတ်ခါတရားဆိုတာရှိပါသေးတယ်။နောက်တစ်ခါသူများအိမ်ကနေရေခဲသွားတောင်းစီရဘာမှမလိုဘူး။ အိမ်နေနာချင်းကအရေးကဲမပေးနိုင်ဘူးဆိုပြီးတော့ငင်းလိုက်တဲ့ချင်းကစားပြီးတော့ခလေးနှစ်ယောက်စလုံးကလည်းသူကလည်းရေခဲသွားလုံးဝမတော်ခိုင်းတော့ပါဘူးညမိုးချုံအားလုံးကညစာထမင်းထိုင်စားနေကြတဲ့အခါမှာလည်းအရန်ကိုပူနေတဲ့အတွက်ကြောင့်မလို့ရေခဲရေတောက်ချင်နေကြပေမဲ့လည်းအိမ်မှာရေခဲတတမရှိတဲ့အတွက်ကြောင့်မလို့ပူတဲ့ရေကိုပဲတောက်ခဲကြရပါတယ်ဘလို့ဖြစ်တာလဲချေမာလေးရဲ့ဒီနေ့အာရှာရဲ့အိမ်ကနေပြီးရေခဲတောင်းမတောင်းဘူးလားရေကတော်တော်လေးကိုပူနေတာပဲ တော်ပြီကျမသူများကြီးမရေခဲလိုက်ပြီးတော့မတောင်းခိုင်းတော့ဘူးဒီနေ့ညနေတုန်းကရေခဲတောတောင်းခိုင်းတော့သူတို့ကမပေးဘူးဆိုပြီးညင်လိုက်တယ်လေကျမထပ်ပြီးတော့ကလေးတွေကိုတိတ်ခါအကြမခံနိုင်ပါဘူးအဲ့ဒါကြောင့်အမေအခုချိန်ကစားပြီးဒီရေကိုပဲတောက်လိုက်တော့အပြင်မှာရာသီဥတုကလည်းအရန်ပူလောင်နေပါတယ်အခုလိုမျိုးရာသီဥတုပူလောင်နေတဲ့အချိန်မှာရေခဲရင်မတောက်ရဘဲနဲ့အပြင်ကပူနေတဲ့ရေကိုတုံးဆွဲပြီးနေရတဲ့အတွက်အရန်ကိုဒုက္ခရောက်နေခဲ့ကြပါတယ် ဖက်ရှာရဲ့ရေခဲတဒအဟောင်းကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကလုံးဝကိုပျက်စီးသွားခဲ့ပါပြီ။သူတို့ကတော့ဒီရေခဲတဒအဟောင်းကိုအဟောင်းရောင်းသမားစီမှရောင်းလိုက်ပါတယ်။ဒီအတွက်ကြောင့်ပြီးခဲ့တဲ့နှစ်တုန်းကလည်းမိသားစုဝင်တွေအကုန်လုံးကရေခဲတဒမရှိဘဲနဲ့နှွေရသည်ကိုဖျက်ချော်ခဲ့ကြရပါတယ်။ဒီတစ်ခေါက်မှာတော့နှွေရသည်ကအစာပဲရှိပါသေးတယ်။တော်တော်လေးကိုပူပြင်းနေခဲ့ပါပြီ။အဲဒါကြောင့်ရေခဲတတမရှိဘဲနဲ့ဖြတ်ကျော်ရတာကသူတို့အတွက်တော်တော်လေးကိုခက်ခဲနေခဲ့ပါတယ် ဒင်းနေ့ကတော့သူများအိမ်လေးမှာဆိတ်လိုက်တုတ်တဲ့အလစ်ကိုလုပ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့ရက်အနေငယ်ကစပြီးတော့သူ့ရဲ့အလုပ်ကလည်းအဆင်မပြေတော့ပါဘူး။ဒီအတွက်ကြောင့်မလို့သူကလည်းရေခဲတတဝဲဖို့အတွက်ပတ်စံစူဆောင်လို့မရပဲဖြစ်နေခဲ့ပါတယ်။တရက်မှာတော့ဗက်ရှားကလည်းအိမ်ကနေဈေးကိုပြန်လာနေခဲ့ပါတယ်။သူစီကလည်းပြန်လာနေတဲ့ချိန်မှာပဲအဟောင်းဝယ်တဲ့ဆန်တဆိုင်ကိုတွေ့လိုက်ရပါတယ်။အဲဒီရဲ့ဆိုင်မှာတော့ရေခဲတတဟောင်းတစ်လုံးကိုထားထားတာပေါ့။ရေခဲတတကတော့တက်တွေနဲ့လုံထားတာပါ ဖန်ရှားကလည်းဆိုင်ပန်ရှင်စီသွားပြီးတော့ပြောခဲ့ပါတယ်။အကိုဒီတသားရည်နဲ့လှူထားရဲ့ရေတတာကိုဘလောင်းနဲ့ရောင်းပါလဲ။အမရေဝမ်းမဲဆိုရင်တော့900နဲ့ယူသွားလိုက်ပါ။ကျွန်တော်အမခံချက်တော့မလုံးဝမပြီးနိုင်ဘူးနော်။အဆင်ပြေမလား။အဆင်မပြေဘူးလား။ကျွန်တော်လည်းမသိဘူး။900ကတော့အတော်လေးကိုများတယ်အကိုရဲ့ကျမစီမှာ300ပဲပါတယ်300နဲ့ပေးမယ်ဆိုရင်တော့ကျမဒီရေခဲတတကိုယူသွားလိုက်မယ် ကောင်းပြီအမရေယူမယ်ဆိုရင်တော့ယူတော့လိုက်ပါကျွန်တော်လည်းရည်ရည်ကလေးတတာကိုဘာမှလုပ်လို့ရတာမဟုတ်ဘူးဒီနောက်မှာဖက်ရှားကလည်းစိုင်းပိုင်းရှင်ကိုပတ်စံသုံးရပေးပြီးတော့ရည်ကလေးတတာကိုယူခဲ့လိုက်ပါတယ်တက်နဲ့လှုပ်ထားတဲ့ရည်ကလေးတတာကိုတွေးခဲ့ရတဲ့အချိန်မှာတော့အိမ်မှာယောက်ျားနဲ့ယောက်ခမနှစ်ယောက်စလုံးကလည်းသူမကိုအပြစ်တင်နေခဲ့ကြပါတယ်ချင်းမလေးရဲ့ဒါကတသားနဲ့လှုပ်ထားတဲ့ရည်ကလေးတတာလေးဘလို့မျိုးအလုံးလုံးမလဲနင်းကလည်းဘာမှမဟုတ်တာနဲ့ပဲပတ်စံတွေကိုမဟုတ်တဲ့နေရာအသုံးပြုခဲ့တယ် ဆိုင်ရှင်ကမင်းကိုအယူလုပ်လိုက်တာသိရဲ့လားငါမင်းကပဲငွေ600ဆူဆောင်းပြီးမင်းကိုပေးထားခဲ့မင်းကအဲ့ဒီတဲကငွေ300ကိုဒီရေကဲတတကြီးဝယ်လာခဲ့ဟုတ်လားမင်းဘာထင်နေရလဲဒီတတနဲ့လှုပ်ထားတဲ့ရေကဲတတကပုံမှန်ရေကဲတတလေးလိုမျိုးအလုံးလုံးလေးမင်းလို့ထင်နေရလားငါတို့ဒီရေကဲတတထဲမှာရေအေးအေးလေးတောက်လို့ရမယ်ပေါ့လေအဲ့ဒီဆိုင်ပန်ရှင်ကမင်းကိုအယူလုပ်ပြလိုက်တာနားလည်ရဲ့လားဖာရှာကဒီစကားတွေကိုကြားခဲ့ရတဲ့အချိန်မှာနည်းနည်းလေးတော့စိုးရိမ်သွားခဲ့ပါတယ် သူမအမှန်တကယ်ပဲအမားတွေကိုလုံမိသွားခဲ့တာလားပေါ့ဒါပေမဲ့လည်းသူမကတော့တတားရေခဲတတားကိုတတ်ရှင်ရင်လုံပြီးတော့ပစ္စည်းတွေအားလုံးကိုထယ်ထားခဲ့ပါတယ်ပင်ကီနဲ့မိုဟီတိုမောင်နှမနှစ်ယောက်စလုံးကလည်းရေခဲတတားကိုခဏခဏသွားဖွင့်ကြည့်ခဲ့ကြပါတယ်ဒါပေမဲ့ရေခဲတတားကတော့အေးကိုအေးမလာခဲ့ပါဘူးအခုဆိုရင် အမှန်တကယ်ပဲဗာရှားကလည်းအတော်လေးကိုစိုးရင်ပူပန်လာခဲ့ပါပြီမမေရေခဲတတားထဲမှာရေနဲ့အသေးနဲ့အများကြီးထည့်ထားပေမဲ့ဘာမှလည်းမထူဘူးအေးလည်းမအေးလာဘူး ဒါတွေကိုထည့်ထားတာဘလောက်တောင်မှကြာနေပြီလဲမမေရေခဲတစ်တာကအလုပ်လည်းမလုပ်ဘူးနော်အမေကတော့တော့ပါပြီဘာမှသုံးစားမရတဲ့ရေခဲတစ်တာကြီးကိုဝယ်လာခဲ့တာပဲအခုပတ်စံနေတော့ဆုံးရှုံးပါပြီဘာမှလုပ်လို့မရတော့ဘူးဒါကြီးကအဆုတ်ကြီးအိုးဖယားတခင်ကျမဘယ်လိုလုပ်ရမလဲကျမကတော့တတော်လေးစိတ်ဆန္ဒအများကြီးထားပြီးဒီရေခဲတစ်တာကိုဝယ်လာခဲ့တာဂျားမှာအိမ်မှာအမေရောကလေးတွေရောကျမတို့အားလုံးရေခဲကြီးအေးအေးလေးတောက်လို့ရမှာ ကျွန်မကတော့မိသားစုနဲ့အားလုံးအတွက်ကောင်းတဲ့အရာတွေပဲစဉ်းစားခဲ့တာပါဒီတက်သားနဲ့လုပ်ထားတဲ့ရည်ကဲတရားကဘာမှအသုံးဝင်ဘူးဆိုတာကိုတော့ကျွန်မလည်းမသိခဲ့ဘူးလေဒါကပစ္စည်းတွေထည့်လို့ရတဲ့ပုံတပုံပဲရည်ကဲတရားလိုမျိုးလုံးဝဖြစ်မှာခဲ့ဘူးသွားပါပြီတကယ်ပြောတာငါဘလောက်တောင်မှအသုံးမချလိုက်တလဲဖာရှာကတော့အရန်ကိုဝန်းနေပြီးတော့မျက်ရည်ရေးစီးချလာခဲ့ပါတယ်သူကလည်းရည်ကဲတရားတကားကိုပြန်ပြီးတော့ပိတ်ထားလိုက်ပါတယ်ဒီအချိန်မှာအိနီနာချင်းအာရှာရဲ့အမေကရောက်လာခဲ့ပါတယ် ူကလည်းတသားရေကဲဒေတာကိုတွေ့လိုက်ရတဲ့အချိန်မှာအော်ရင်နေကြတာပေါ့အောက်မလေးတသားနဲ့ရေကဲဒေတာလောက်ထားတာလားဖက်ရှားရေဒီတသားရေကဲဒေတာတွေကနေပြီးတော့ငါ့ကိုရေကဲရေလေးပါလေးထုတ်ပေးစမှာဟုတ်ငါလည်းအသုံးပြုကြည့်ချင်လို့လေအာရှားကအိမ်မှာပြောနေတယ်နင်ကရေကဲဒေတာအတိတ်လုံးဝယ်ထားတယ်ဆိုပဲငါလည်းထင်နေကြတာနင်ဘဲကုမ္ပဏီကြီးကြီးကနေရေကဲဒေတာအတိတ်ဝယ်လာခဲ့တာလေဆိုပြီးတော့နင်ကတော့အရန်ကိုဈေးတက်တာတဲ့အဟောင်းဆိုင်ကနေပြီးတော့တသားရေကဲဒေတာအစုပ်တစ်လုံးဝယ်ခဲ့တာပဲ ဂျာကဘာရီမြအတော်ဝင်မှာမလို့လဲနင်းရဲ့တသားရေခဲတတာကြီးကိုကြည့်ပြီးတော့ငါရီပဲရီကျင်းနေတော့တယ်ဟဲ့နင်ကဒါကိုဝင်လာခဲ့ရလားကဲကဲဒါဆိုရင်လဲငါကိုပေးငါကိုယ်တိုင်ပဲရေခဲတတာတွေကလည်းရေတွေထုတ်ပေးမယ်အခုတော်တော်လေးကိုရေစားနေပြီအပြင်မှာနေကလည်းအရန်ပူတယ်မဟုတ်လားအာရှာရဲ့အမေကရေခဲတတာကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့အတော်လေးကိုလန်ပြန်သွားခဲ့ပါတယ်။"အိုးဖခင်တကယ်ရေခဲတတာကအတော်လေးကိုအေးနေတာပဲ ဒီဒေတာရေကဒေတာကဘလို့ဖြစ်ပြီးဒီလောက်တောင်မှအေးနေရတာလဲဒီတဲကရေတွေအကုန်လုံးကခဲအောင်ခဲသွားပြီဒီဒေတာရေကဒေတာကဒီလောက်တောင်အေးခဲနိုင်နေဟုတ်လားငါတို့ရင်ကရေကဒေတာတောင်မှဒီလောက်ထိအေးခဲမနေဘူးဖက်ရှားကြီးလိုက်တဲ့အချိန်မှာသူမရဲ့ရေကဒေတာကတော်တော်လေးကိုအေးနေခဲ့ပါတယ်အားလုံးကလည်းအတော်လေးကိုအံ့အားသင်ကုန်ကြပါတယ်ပင်ကြီးနဲ့မိုဟီတိုမောင်နှမနှစ်ယောက်စလုံးကတော့ပျော်ရွှင်လုံးလို့ကောက်ခုံနေခဲ့ကြတာပေါ့အင်းဒီနာချင်းအတော်ကြီးကတော့စိတ်ပြက်ပြီးတော့အရေးကနေထွက်ခွာသွားခဲ့ပါတယ် NDA ရေခဲလို့ခြင်းနေဆိုရင်တော့ကျမကိုပြောလိုက်နော်ကျမမိုဟင်းနဲ့ပင်ကီတို့နဲ့တူထည့်ပေးလိုက်ပါမယ်အိနီနာချင်းကထွက်သွားတဲ့ချိန်မှာဗက်ရှားကတော်တော်လေးကိုအံ့အားသင်နေခဲ့ပါတယ်ရုတ်တရက်ကြီးရေခဲတတကဘလို့ဖြစ်ပြီးဒီလောက်တောင်မှကောင်းသွားရတာလဲဒီအချိန်မှာရေခဲတတတွေကနေပြီးတော့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်ငါကမော်အစွမ်းတက်တဲ့တသားရေခဲတတကြီးပဲတကယ်လို့အနေနဲ့သူတွေအတွက်ပဲငါကအလုပ်လုပ်ပေးတာနေကငါ့ကိုအရန်လိုအနေရတဲ့ကြောင့်မလို့ငါနဲ့အတွက်အမြဲလုပ်လို့ပြီးနေမှာပါ ငါရဲ့အေးခဲနေမှုကလည်းအမြဲရှိနေမယ်။နေအေးအေးစစင်ငါကိုအသုံးပြလို့ရတယ်။တစ်သားရေခဲတစ်သားရဲ့အစွမ်းကြောင့်ဖက်ရှားအရန်ကိုပျော်ရွှင်သွားခဲ့ပါတယ်။ရေခဲတစ်သားရဲ့မထေတာရဲ့အသေးနံနေနဲ့ရေရီအလုံးကလည်းအမြဲတမ်းအေးနေပါတယ်။အခုလှုပ်ထားပြီးသားထမင်းဟင်တွေကလည်းမပုတ်သွားတော့ပါဘူး။ဖက်ရှားနဲ့သူ့ရဲ့မိသားစုနေအကုန်လုံးကနှွေရသည့်တခြားလုံးအေးအေးစစနေထိုင်သွားခဲ့ပါတော့တဲ့ကွယ်။ပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်